လူချင်းမများလုံးပဲမင်္ဂလာညချမ်းလေးပါရှင်။ Channel ကနေပြန်လေးကျေးဇူးလိုက်ပါရနော်။ဒီနေ့မှာကျွန်တော်ရဲ့အိမ်ကိုကျွန်တော်ရဲ့ဦးလေးနဲ့တငယ်ချင်း၄ယောက်တို့အတူတူရောက်ရှိလာကြတယ်။သူတို့တွေကကျွန်တော်ဦးလေးနဲ့အချင်းချင်းမတွေ့တာကြာလို့နှုတ်ဆက်နေကြတယ်။ပြီးတော့အချင်းချင်းตาเจ้าမောင်เจ้าနေမေးကြမြန်းကြတယ်။ပြီးတော့ဦးလေးကသူတို့အတွက်ကော်ဖီလေးတို့လုပ်ပြီးဖို့ကျွန်တော်ကိုလှမ်းပြောလိုက်တယ်။တူရီဦးလေးမိတ်ဆွေတွေကိုအဲ့ခံရအောင်တခုခုသွားလုပ်ပါအောင်ကွယ်။ ကျွန်တော်လည်းဦးလေးစကားအတိုင်းချက်ချင်းဆိုသလိုအိမ်နောက်ဖက်ကိုပြေးဝင်သွားလိုက်တော့တယ်။ကော်ဖီမင်းအထုပ်ကလေးကိုကြွေခွက်လှလှလေးတဲ့အညီအမျှတေချာထဲပြီးရေနွေးလေးနည်းနည်းရောမှွေလိုက်တယ်။ပြီးတော့တခွက်စီကိုတေချာလေးတည်ယူပြီးတော့ဦးလေးတငယ်ချင်းနေနေရဲ့ရှိမှယူယူတည်တည်လေးချပေးလိုက်တယ်။ကော်ဖီနဲ့အတူတွဲစားလို့ရလောက်တဲ့မုတ်တချို့ကိုလည်းကျွန်တော်က ပြင်ဆင်ပေးလိုက်တယ်။အဲ့ဒါတွေလုပ်ပြီးတော့မှမလန်မကန်ကန်နေဦးလေးတို့စကားဝိုင်းကိုစိတ်ဝင်စားနဲ့နားဆွနေမိတယ်။ တူးမောင်ရငါတို့မတွေ့တာတော့ဘာလို့ကြာပြီသူတို့လူစုတွေကအသက်အကြီးဆုံးတယောက်ကကျွန်တော်ဦးလေးကိုလှမ်းမိလိုက်တော့ဦးလေးကလည်းအားရဝမ်းသာဖြစ်တဲ့ပုံနဲ့ကြာပြီပေါ့အကူကြီးလာဖြူရကျွန်တော်တို့လည်းအဲ့ဒီတော့ငါအတူတူရွှေငုတ်ပြီးတော့နောက်ပိုင်းမှာတော့လုံးဝအဆက်အသွယ်မရတော့ဘူးနော်ဒီကကိုကျော်မြင့်ကြီးကတော့ကိုနဲ့ကိုပြန်သွားတယ်မဟုတ်လားအကူကြီးလာဖြူကတော့မော်ရဲကိုပါသွားတယ်လို့သတင်းရတာပဲဒါနဲ့အခုအဲ့ဒီ၃ယောက်ဘယ်လိုစုမိပြီးတော့ဘယ်လိုဘယ်လိုဒီကိုရောက်လာတာလဲဗျာဆိုပါဦး အဲ့ဒီအခါမှာအသက်အကြီးဆုံးလူကြီးဖြစ်တဲ့အကိုကြီးလှဖြိုးဆိုသူကတော့ ဘလို့စုံနာဆိုတာကိုပြောရရင်တော့ကိုလူရေငါတို့လည်းအသက်အရွယ်ကြီးမြင့်ကြပြီလေငငယ်ကလိုထိန်းတိုင်းကျဲလို့ရတဲ့အရွယ်ကလည်းမဟုတ်တော့ဘူးဆိုတော့ကွာဘာရမဟုတ်ပါဘူးငငယ်ကကိုရီနဲ့အတူတူငက်အတူတူကြီးပွားအတူတူနဲ့ဘဝတိုက်ပွဲတွေဝင်လာတဲ့ရဲဘော်ဟောင်းတွေကိုတတိယတာနဲ့ငါကပဲဥဆောင်ပြီးတော့မရရအောင်ပြန်လိုက်စုပြတာတိုးမောင်ကြီးဝမ်းသာစရာကတော့အဆက်အသလီတွေမပြတ်ကြသေးတော့အခုလိုလွယ်လွယ်ကူကူနဲ့ပြန်တွေ့ကြရတာပေါ့ပိုကောင်းတာကတော့ငါတို့တွေအားလုံးကြက်မှကြသေးတာပဲနောက်ပြီးငါဝမ်းသာဆုံးကတော့မင်းတို့တွေငါတို့တွေ ကအရင်ကလိုစီရီနေတဲ့မိသားစုဝင်တွေအတွက်အသက်ကိုစည်းပြီးတော့ငွေရှာခဲ့ကြပေမဲ့ အခုတော့အားလုံးကအိုးပိုင်အိမ်ပိုင်းနဲ့မိသားစုတွေကိုစီနဲ့အေးချမ်းနေကြတာကိုတော့ငါရဲဝမ်းသာတယ်တို့မော်ကြီးကျန်တဲ့သူတွေကလည်းအပြန်အလှန်စကားလက်ဆောင်ကြရင်းနဲ့သူတို့ငယ်ဘဝကအတူတူကြုံခဲ့ရတဲ့ပျော်စရာလေးတွေစိတ်ညစ်စရာလေးတွေကိုပြောလိုက် ပြန်ဆွေးလိုက်နဲ့ရေမောလိုက်နဲ့ပွဲကြနေကြတာနောက်တော့အဖွဲတဲကကိုရွှေဦးကစကားဆလိုက်တယ်ကျုပ်ဖြစ်ခမားတို့နဲ့အတူတူဖြတ်သန်းရုန်းကန်ရတာတဲ့ငယ်ဘဝတွေကိုပြန်တွေ့မိတိုင်းဘရောမှမမြင်ရတဲ့အကြောင်းလေးတစ်ခုကတော့တို့တွေမိခမျက်ချောင်းမှာ ကျုပ်တို့တရေချောက်ခံရတာကိုမေ့မြန်ဆုံးမှာပဲဗျာဒီစကားကိုကိုကျော်မင်းကဝင်ထောက်လိုက်တယ်ဟုတ်ပါဗျာခမ ्या တို့ပြောပါပြောပါမလားလို့ကျုပ်လည်းအဲ့ဒီအဖြစ်ကိုအခုတည်းမေ့လို့မရသေးဘူးအိမ်ကသားတွေသမီးတွေတူတွေတူမတွေကိုလည်းအများနဲ့ပြောပြတာပြို့တို့အသက်တွေကလည်း90ကျော်60နာခြေလန်းလန်းနေပေမဲ့အဖြစ်တွေကိုတော့အခုတည်းမေ့မြန်သေးဘူးဗျာ သူတို့နှစ်ယောက်ရဲ့ဇကားကိုကြားလိုက်မိတဲ့အချိန်မှာတော့ကျွန်တော်ကအယံကိုစိတ်ဝင်စားသွားမိတယ်။သူတို့ရှေးရောက်နောက်ဖြစ်တွေပြောနေကြတဲ့ဇကားတွေကြားထဲမှာကျွန်တော်အတွေ့အကြုံလည်းတပြေးပြေးနဲ့လွင့်ပါလွင့်မြောသွားမိတော့တယ်။အเจ้าမျိုးမျိုးနဲ့တက်လုံငန်းတစ်ခုမှခင်မင်ခဲ့ကြတဲ့အသက်20ဝန်းကျင်လူငယ်တစုအခုတော့သူတို့တွေကအကြီးဆုံးဆိုသူလှဖြိုးက ူမိတ်ဆွေတွေအလောက်အကအဆင်ပြေတယ်လို့ပြောတဲ့နေရာနောက်ကိုသူတို့တွေအရေးစုံပြီးလိုက်ပါခဲ့ကြရပြီ လူငယ်တွေဆိုပေမဲ့လည်းအသည့်စိတ်အပြည့်ရှိတဲ့လူငယ်လေးတွေသူတို့ကိုစီကိုစီမှာမိဘနဲ့အောက်ကအငယ်မောင်နှမတွေရှိနေကြလေတယ်ဒလိုနဲ့မိသားစုတွေအတွက်သူတို့ကပညာရေးတွေကိုဆွန့်လွှတ်ခဲ့ကြပြီးတော့ဘဝမှာပျော်ရွှင်မှုမနေရတော်ရရက်စီငွေကြေးမျက်နှာတစ်ခုတည်းကိုကြည့်ပြီးထွက်လာခဲ့ကြတယ်ဒီကရေးစင်ကတော့သူတို့အတွက်အသက်အာမခံချက်မရှိဘူးဈေးဝအာမခံချက်ဘဝအာမခံချက်မရှိကိုဖြစ်ကိုခံတည်တည်ကြည်ကြည်တည်ရင်မြည်ကြည် ီးရှင်ရွှေတီးဆိုတဲ့ဇာတ်ကားအတိုင်းဆုံးဖြတ်ချက်တစ်ခုတည်းအတွက်နဲ့ကန်ထက်ကိုလုံးမှကိုစားရမယ်ဆိုတဲ့ခံယူချက်နဲ့လိုက်ပါလာခဲ့ကြခြင်းပဲဖြစ်တယ်မြန်မာပြည်ရဲ့ကချင်ပြည်နယ်မှာရှိတဲ့မေခမြဖြားတနင်္လာစီတို့သူတို့ဥတည်လာခဲ့ကြတယ်မေခမြမှာပူတာအိုရေခဲတောင်စီကနေစီစဉ်လာတဲ့ရေခဲရည်တွေနဲ့ပြည့်နေတဲ့မြစ်တစ်ခုပေါ့မေခမြဆိုတာတနည်းပြောရရင်တော့အေယဝရီမြင်းရဲ့မိခင်လို့ဆိုလို့ရတယ်မလိခမြကတော့တစ်ဖက်ပေါ့မေခမြကိုလူတိုင်းသိကြပေမဲ့မေခမြဖြားကသူတို့လူစုတွေသွားတဲ့နေရာကိုတော့လူ အနေအပေါက်နေပြီးတော့လူမရောက်တဲ့လောက်နီးပါးရှိတဲ့နေရာပေါ့အဲ့ဒီနေရာမှာမြက်ထဲမြင့်အောင်နာအထီကိုရေငုပ်ပြီးတော့ရေအောင်ရွှေအိုင်းတွေကိုရှာဖွေမျိုးပေါ်ရောက်ရင်ဈေးကောင်းကောင်းနဲ့ပြန်ရောက်ရင်းနဲ့အသက်မွေးရတဲ့အလုပ်ကိုလုပ်ကင်ကြတဲ့အတွက်သူတို့လူစုရောက်လာခဲ့ခြင်းပဲဖြစ်တယ်ဒီအလုပ်ကတော့ဘေးမကင်းသလိုကြာကြာလုပ်ရင်အသက်အန္တရာယ်ရနိုင်ပြီးရောဂါပါအမြင့်တွေစေတဲ့အလုပ်မျိုးဆိုတော့လွယ်တော့မလွယ်ဘူးသူတို့လူစုရောက်ရောက်ချင်းပထမနေ့မှာတော့ယာယီတဲကလေးကိုထိုးဖို့နေရာကိုရှာကြတယ်တနေရာရောက်တော့မြေနေရာကတိတ်ကောင်းပြီးတော့တဲထိုးဖို့ ို့အရန်အစဉ်ပြေလောက်တဲ့ကုန်းပြက်လေးတစ်ခုကိုတွေ့လိုက်ရတယ်။အစဉ်တင်းချက်ကတော့အဲ့ဒီနားရဲ့ကုန်းပြက်မြက်လေးဘေးနားမှာတော့စံကြုံသေးသေးလေးတစ်ခုက ရှိနေပြန်တယ်။ဒါလို့နဲ့သူတို့တွေကယာယီတဲလေးကိုထိုးပြစ်ကြတယ်။လူကအလုံးမောင်းလေးရောက်အကိုကြီးလာဖြိုးကိုတိုးမောင်ကိုရှေအောင်နဲ့ကိုကျော်မြင့်စဆာအိတ်ချင်းညမှာပဲသူတို့အတွက်အတွေ့အကြုံထူးတစ်ခုကိုမြည်းဆန်းခွင့်ရခဲ့လေတယ်။အဲ့ဒီအတွေ့အကြုံဆိုတာကတော့အဖွဲတဲကအသက်အကြီးဆုံးကိုကြီးလာဖြိုးသူရင်စကြုံခဲ့တာပဲ။အကိုကြီးလာဖြိုးကတဏီကုံခကြီးပန်းလာတော့ပင်ပင်ပန်းပန်းနဲ့တခါတည်းအိ ိတ်ပြောင်အိတ်နေရင်အိတ်မောကြနေတော့မှပဲသူ့ချက်တော့ကို အေးဆက်ဆက်အရာကြီးတစ်ခုကရစ်ပက်ကင်တွေလိုင်းရင်တဖြည်းဖြည်းတင်းလာတော့တယ်ဆက်ခနဲ့စောင့်ဆွဲချလိုက်တော့တဲတဲကယာယီရိုက်ထားတဲ့ခါလောက်တာတာအမြင့်ရှိတဲ့ဝကလေးပေါ်ကနေအကိုကြီးလှဖြူတယောက်ရှော့ခနဲ့တရွတ်တိုက်အိလျက်သားကြီးပါသွားတာကိုတပိုင်းလုံးတဲအပြင်ပဲရောက်မှအော်ဟစ်ဆဲဆိုပါလေရောအကိုကြီးလှဖြူရဲ့ဆဲဆိုတဲ့ကိုကြားတဲ့အခါမှာတော့အတူတူအိတ်နေကြသူတွေကလည်းလက်မီနိုးလာပြီးအနည်းရှိဓာတ်ကိုကင်ရင်နဲ့တဲအပြင်ဘက်ကိုထွက်ကြည့်လိုက်တဲ့အခါမှာတော့ဘာဆိုဘာမှမမြင်ကြဘာမှလည်းရှိမနေဒါဆိုအကိုကြီးလှဖြူဘာလို့အော်ဟစ်ဆဲနေတာလဲအကိုကြီးလှ ဖြို့အကိုကြီးလာဖြို့ဘာလို့ဆဲနေတာလဲအိမ်မက်ရောက်လာလားလာလာအထဲကိုပြန်ဝင်ရအောင်တိုးမောင်ချော့ခေါ်လာလို့ဒေါသပွားနေရင်းနဲ့တရှူရှူဖြစ်နေတဲ့အကိုကြီးလာဖြို့ကလည်းတဲအတွင်းကိုလိုက်လာပြီးခဏကြာမှပြန်အိပ်သွားတယ်မနေ့ရောက်တော့လေအလုတ်ကိစ္စနဲ့အကုန်ရှုပ်နေကြတော့သူတို့တွေလည်းညကအကိုကြီးလာဖြို့တရေနိုးထဆဲတဲ့အကြောင်းအဖြစ်ပြက်ကိုတော့မမီးပြကြဘူးဒူရီယာညမှာလည်းတနေ့ကုန်အလုတ်တွေပင်ပန်းကြတော့ညစာစားပြီးတာနဲ့တန်းပြီးအိပ်ပျော်သွားကြတယ်အိမ်မောကြနေတော့မှပဲအဖွဲတဲကဒူရီယာအသက်အကြီးဆုံးဖြစ်တယ်ကိုရွှေယုံတယောက်ထူးခြားတာကိုကြုံရပြန်တယ်ကိုရွှေယုံအိပ်ပျော် နေတော့ကိုရှိုံရဲ့ခြေထောက်ကိုတယောက်ယောက်ကလာပြီးပုတ်နှိုးပြီးတော့ခြေထောက်ကနေတပြေးပြေးပုတ်နေတဲ့လက်ကနေပြီးတော့တက်လာလိုက်တာပခုံးသားအထိရောက်လာမှကိုရှိုံလည်းအေးဆက်တဲ့လက်ကြောင့်ထထိုင်လိုက်တော့တယ်တဆက်ထဲမှာလည်းအော်မေးလိုက်တယ်ဘာလဲကွဓမ္မအိတ်နေတာကို သူအနောက်လှည့်ကြည့်လိုက်တော့လေသူ့နောက်ကျောတဲနေရန်သားအပြင်ဘယ်သူမှလည်းရှိမနေတာကိုမြင်လိုက်ရတယ်။သူနဲ့မျက်နှာချင်းဆိုင်မှာတော့တိုးမောင်ကအိမ်မောကြနေလိုက်တာမှဟောက်တောင်ဟောက်နေပြီ။နားထဲကလည်းထူးခြားတဲ့အသက်ရှူတဲ့ပြင်းပြင်းထန်ကြီးကိုကြားနေရတော့ဘာကောင်းမလဲ။ကိုရွှေအုံးလည်းခြေတော်လေးကိုကိုးလိုက်ရင်မျက်လုံးကိုအသေးမှိတ်ထားမိလိုက်တယ်။ကိုရွှေအုံးမျက်လုံးမှိတ်လိုက်တော့မှပဲသူကမျက်နှာကိုတယောက်ယောက်ကနေပြီးတော့တဖူးဖူးလေးမုတ်ဆက်ကြီးနဲ့မှုန့်နေတယ်လို့ခန်းစားလိုက်ရတယ်။တဲအပြင်ဘက်ကလေကမျက်နှာတဲ့တဲ့ကိုထိုးလာတာလို့လုံးဝမဟုတ်မှန်းကိုရွှေအုံးတည်တည်ချာချာသိလိုက်ပြီးတော့မျက်လုံးကိုမျက်ရည်ကြမတဲ့ မိတ်ထားရင်းနဲ့တညတာမြင်မြန်ကုံဆုံးအောင်ဆူတောင်းနေမိခဲ့တယ်။မနက်မိုးတော့ပြန်တော့ကိုရှေးအောင်ကညကသူကြုံခဲ့ရတဲ့အကြောင်းတွေကိုသူ့တကယ်ချင်းတွေကိုပြောပြခြင်းမိတယ်။ဒါပေမဲ့သူ့ကိုတခြားသူတွေကယူနေကြတယ်လို့ပြောမှဆိုးတဲ့အတွက်ကြောင့်မလို့အသက်ကလည်းကြီးပြီးကြောက်တက်လိုက်တာလို့ပြောမှကိုလည်းတွေးပြီးတော့တယောက်တည်းတကြိုလိုက်ရင်းနဲ့အလုပ်သေးကိုပဲအာရုံစိုက်ထားမိတော့တယ်။ဒီညကတော့ကိုကြော်မြင့်ရဲ့ညလို့ဆိုရမယ်။ဟုတ်တယ်။မနက်ကပင်မနေတာနဲ့အစားအသောက်ကိုမစင်မကျင်စားလိုက်မိတော့ ကိုကျော်မြင့်တရားကိုပန်းကဘာတွေကိုရောက်နေရှာတယ်။ဝမ်းနေဇက်တိုက်သွားနေတော့ညဘက်ကိုကောင်းကောင်းကလည်းအိတ်မရဖြစ်နေတယ်။အိတ်ပြောင်းမဲလုံရင်ဘိုက်ကလည်းနာလာပြန်ရင်နဲ့အခောက်ခောက်ခါခါဖြစ်နေရတယ်။အခုလဲပြောရင်းဆိုရင်ကိုကျော်မြင့်ဘိုက်ဒီမဟာတရားနာလာတော့တစ်ပင်တချို့အကွယ်လေးမှာအခင်းသွားနေမိတယ်။လူဆိုတဲ့သဘောကလည်းတယောက်တည်းဆိုကြောကမလုံတတ်တဲ့သဘောတိုင်းညမမောင်ထဲမှာကိုကျော်မြင့်ဓမီလေးနဲ့ခိုးထိုးတီထိုးနဲ့နည်းနည်းတော့ကြောက်စိတ်ကဝင်နေမိတာတော့အမှန်ပဲ။မမြင်ရတဲ့အရာတွေကိုလည်းကြောက်နေမိတယ်လို့မြင်ရတဲ့သတ္တဝါတွေမွေတွေကင်းနေကလည်းကြောက်နေမိပဲနဲ့ဘိုက်က လည်းနာနေတော့ကိစ္စကလည်းမပြီးသေးဖြစ်နေတော့မှာပဲလက်ထဲကဓမီကရုတ်တရက် အားကြသွားပြီးတော့မှောင်သွားလေတော့တယ်ဓမီလေးအားကုန်သွားလေတော့ကိုကျော်မြင့်ကိုကိုကိုအားခဲထားဖို့အတွက်ဗဇက်ထဲကဆက်လိုက်တူလေးကိုအတင်းဖွာရင်ဆက်လိုက်တူကရဲခနဲ့ရဲခနဲ့ဖြစ်သွားတော့သူ့ရဲ့မျက်နှာချင်းဆိုင်ခြုံထဲကနေပြီးတော့လေတိုးတယ်လို့လို့လေးတိုက်တယ်လို့လို့နဲ့ကြားရတယ်ကြောက်စိတ်တွေဝင်လာပြီးလို့ထင်းတဲ့ကိုကျော်မြင့်လည်းဆက်လိုက်ကိုအသာရလေးမိသက်လိုက်ပြီးကိစ္စကိုရှင်းပြီးတော့တဲတဲကိုဝင်လိုက်တော့တဲတဲလေးရောက်တော့ခြေထောက်မလုံးသလိုလို့တဲအပြင်ဘက်ကိုတစ်ချက်ကြည့်လိုက်မိတဲ့ ူမြင်လိုက်ရတာကသူအခင်းသွားတဲ့အပင်ရဲ့မလန်မကန်နာကသူဖွာနေတဲ့ဆက်လိပ်ပြတဲ့နေရကနေတယောက်ယောက်ကဆက်လိပ်လိုက်ဖွာနေတယ်လို့လို့ဆက်လိပ်မီရောက်အနီရောက်လေးကိုရဲကနေရဲကနေတွေ့လိုက်ရပါတော့တယ်ထုံစံအတိုင်းဆောင်ကလေးကိုခေါင်းမူးခြုံလိုက်ပြီးအေးနေတဲ့အချိန်မှာတော့ဇောကြီးတွေတလုံးလုံးနဲ့အိပ်ပျော်သွားမိတယ်တညာလုံးဘိုက်နာနေတာတော့လုံးဝမထားရတော့ပဲမနဲ့လင်းအာယုံအလင်းရောင်လေးမြင်တော့မှတငယ်ချင်းတွေနိုးလာပြီးဆိုတော့မှအာချင်းထွက်ပြေးပြီးတော့ကိစ္စရှင်းလိုက်ရတဲ့အထီးဖြစ်ခဲ့ရတယ်ဒါပေမဲ့ဒီကိစ္စကိုမယုံကြမှဆိုလို့ဘယ်သူ့ကိုမှတော့မပြောပြခဲ့ကြဘူး ဆက်ရောက်တယ်ညတယ်ကတယောက်ပြီးတယောက်အချက်အလက်ခံနေရတာအခုတော့နောက်ဆုံးတယောက်ဖြစ်တယ်ကိုတုံးမအောင်လည်းကတော့မခေါ်ဘဲကိုရောက်လာခဲ့ပြန်တယ်အားလုံးကလည်းအချက်အလက်ခံရတော့ညဆိုရင်တော့အကြောင်းမူးမူးပြပြီးတော့စောစောအိပ်ရာဝင်တတ်ကြတယ်မနေ့ဆိုရင်လည်းအစောကြီးထတတ်ကြတယ်ဘသူမှစောပြီးတယောက်တည်းတဲတဲကအိပ်ရာမဝင်တတ်ကြသလိုဘသူမှလည်းငါတို့ပြီဟေးဆိုပြီးတော့တယောက်တည်းအပြင်းမထွက်ရဲကြတာတော့အမှန်ပဲဒါကိုမကြုံမှုသေးတော့မသိသေးတဲ့သူကိုတုံးမအောင်ကတယောက်တည်းကြံတော့တယ်အခုကတော့ဂျင်းနေပေါ့ကိုတုံးမအောင်လည်းရောက်လာပြီလေကိုတုံးမအောင်ကြုံရတာကတော့ပို့ထူ ဆန်းနဲ့ထူးထူးဆန်းဆန်းဒီညကြာမှကိုတို့မောင်ကအိတ်မပြောဖြစ်နေတယ်။လက်ဖက်တွေတအားစားမိလို့ထင်တယ်။မျက်လုံးတွေကလည်းကြောင်နေပြီးတော့အိတ်မြင်ရဖြစ်နေတယ်။ကြိုးစားလူလိမ့်ပြီးအိတ်ဖို့လုံနေတော့သူတို့ခြေစင်းထားတဲ့တဲအဝင်ပေါင်နာမှလူတယောက်ဒါမှမဟုတ်တယောက်ထည့်ပိုးတဲ့လူတွေကရက်နေတာကိုစိတ်ထဲကနေအလိုလိုခံစားမိတယ်။သူခံစားမိတဲ့အတိုင်းပဲစူးစမ်းခြင်းတော့ခြေရင်းကိုတစ်ချက်ကြည့်လိုက်မိတယ်။အမှန်ပါပဲ ခြေရင်းပဲတဲအဝင်ဝနားမှာအင်ဂျီဆုတ်ဆုတ်ပြပြနဲ့နွမ်းလျက်နေတဲ့ပုံစံနဲ့အမျိုးသားတစ်ယောက်ကိုမြင်လိုက်ရတယ်။သူ့ပုံစံကတော့ရန်လုံနေတဲ့ပုံမှန်တန်းတီလိုက်တယ်။ထူးခြားတာကတော့သူ့မျက်နှာအနေအထားကိုလုံးဝပုံဖန်းလို့မရဘူး။မျက်လုံးရဲ့အလုတ်လုတ်ပုံကသူ့တို့မျက်နှာကိုပုံဖော်ပေးလိုက်တယ်လို့သူ့မျက်နှာအနေအထားကိုလုံးဝပုံဖန်းလို့မရဘူး။မျက်လုံးရဲ့အလုတ်လုတ်ပုံမှာသူ့တို့မျက်နှာကိုပုံဖော်ပေးနိုင်လောက်တဲ့အာယုံခံစားချက်ပါမလာလောက်ဘူး။ဝရဝမျက်နှာနဲ့လူစိမ်းတစ်ယောက်ကိုကိုတို့မှောင်မြင်လိုက်ရတဲ့အခါမှာတော့ရန်မူမိသူမှန်တီလိုက်ရတာမှချက်ချင်းတငယ်ချင်းတွေ ကိုနှိုးပြီးတော့အတိပေးပြီးထအောင်လိုက်ရင်ဘေးကဓာတ်ကိုကင်မှုပြင်လိုက်တယ်ဒါပေမဲ့ကိုတိုးမောင်တကိုးလုံးရေခဲရိုက်ထားသလိုအေးစက်နေပြီးတော့လှုပ်ရှားလို့လည်းမရလူသေးလိုဖြစ်နေပြန်တယ်အတန်တွေကလည်းဗဇက်ကသာလှုပ်နေတာအပြင်ကိုအတန်ကလုံးဝထွက်မလာဘူးလူတကိုးလုံးလည်းစပယ်ကြီးမှုတကောင်အညှို့ခံထားရသလိုဖြစ်နေပြီးတော့လှုပ်မရအောင်မရအခြေအနေဖြစ်နေတော့ဘဲကနေပဲလို့သူ့အနာရောက်လာမှမသိတယ်အပေါဝါကလူစိမ့်တွေကကိုတိုးမောင်ရဲ့လေဘင်းကိုသူ့လက်ကြီးတွေနဲ့အားရပါးရညှက်ပါလေရောလက်ကြီးတွေကလည်းအေးစက်နေပြီးတော့လူတယောက်လေဘင်းညှက်နေတာထက်ကိုစာရင်တန်ကြိုးကြီး းလေနဲ့ဆွဲပြီးရစ်ထားသလိုလယ်ဘင်းကြီးလည်းကျိုးမတက်ခံစားရတယ်ခံစားနေတဲ့ဝေဒနာကြောင့်တရားတော်မှာကိုကိုတို့မောင်တိလိုက်ရလေတော့တယ်မျက်လုံးတွေကလည်းပြားပြီးဘာကူမှလည်းမမြင်ရတော့ဘူးကိုကလည်းလှုပ်လို့မရဘူးအသက်ရှူလည်းရက်နေပြီးတော့မျက်နှာတစ်ခုလုံးလည်းရဲရဲကြီးနေနေပြီးမျက်လုံးတွေကတဖြည်းဖြည်းပြူးကျလာတယ်ရှာကအလိုလျောက်အပြင်ကိုထွက်ဆပြုတ်နေတယ်တေကန်ဒီရဲ့အချိန်မှာကိုတို့မောင်နောက်ဆုံးအနေနဲ့တတိယလိုက်မိတာကတော့သူငငယ်အရွယ်လေးမှာအမေလို့သူကဖယားစာကိုနှုတ်တိုက်တင်ပြီးတော့တရဏဂုံကိုတဖြည်းဖြည်းပြီးပြီးသားသားရွတ်တက်လာအောင်တင်ပေးတဲ့အချိန်ကို ပြန်တရိယမိသွားတယ်။အမေကိုလွမ်းတဲ့စိတ်နဲ့အတူအမေတင်မေးခဲ့တုန်းကနှုတ်တိုက်ရွတ်နေမိကလည်းပြန်အမှတ်ရနေပြီးတော့နာကျင်မှုတွေကြောင့်မျက်ရည်တွေကလည်းစီးကျနေတဲ့ကြားကဗဇက်မလုံနိုင်ပဲစိတ်ထဲကငယ်ဘဝမှာစုခဲ့မှုတဲ့အတိုင်းတရဏဂုံကိုပီပီတတ်တာလေးဗုဒ္ဓံတရဏံကိစ္ဆာမိရဲ့လို့ရွတ်မိယုံလေးရှိသေးသူခံစားနေရတဲ့ဝေဒနာတွေကယူပြစ်သလိုပျောက်သွားပြီးတော့သူ့ကိုလည်းပဲညှစ်နေတဲ့ပရာလောကသားတွေကလည်းပျောက်သွားလေတော့တယ်ချက်ချင်းဆိုသလိုချောင်းနေဇက်တိုက်ဆိုးပြီးမောနေတဲ့ကြားကတငယ်ချင်းတွေကိုအကူအညီတောင်းဘေးနာ မှာအိတ်နေတဲ့တငယ်ချင်းတွေကိုလည်းလက်နဲ့ပုတ်နှိုးနိုင်လာပြီးအသက်ချမ်းသာရန်ရသွားခဲ့တယ်။တငယ်ချင်းတွေကလည်းဘာဖြစ်တာလဲမေးတော့ကိုတိုးမောင်ကမကွယ်မဝဲတဲ့သူကြုံခဲ့ရတာကိုဖွင့်ချပြလိုက်တော့မှကျန်တဲ့တငယ်ချင်းတွေကလည်းသူတို့တွေကိုစီကြုံနေရတာကိုဖွင့်ချပြရင်နောက်ဆုံးသူတို့အားလုံးတစ်ယောက်တစ်မျိုးစီဒီနေရာမှာအချောင်လန့်ခံနေရမှန်းကိုသိသွားကြတော့တယ်။ဒီနေရာကမြေမတန်မှန်းကိုလည်းရိတ်စားမိသွားကြတယ်။ အကိုကြီးလှဖြူကိုတိုင်ဥဆောင်ပြီးအခြားတနေရာကိုတဲလီပြောင်းထိုးရင်းနေရာရွှေ့စေခဲ့တယ်။နောက်ပိုင်းသူတို့လိုမျိုးရွှေလာငုတ်ကြတဲ့ဒေသခံတွေနဲ့တွေ့တော့စကားဆက်မိလို့ပြောကြည့်ရမှသိလိုက်ရတာသူတို့တွေအရင်ကစက္ကန်းချတဲ့နေရာလေးဆိုတာတစ်ချိန်ကတငါသေးလမြန်းနှစ်ယောက်ရေနစ်သေးဆုံးလို့မြုပ်ထားတဲ့နေရာလေးဖြစ်နေမဲ့သိလိုက်ရတယ်။သူတို့မြေပုံပေါ်မှာလာနေတာကိုမကြိုက်လို့အနောက်ရှက်ပေးတယ်ဆိုတာကိုလည်းပို့ပြီးသိသွားခဲ့လေတော့တယ်။ဦးလေးနဲ့တငယ်ချင်းတွေရဲ့ရှေးအောင်နောက်ပြေတရေချောက်ခံရတဲ့ဖြစ်စဉ်လေးကိုအပြန်အလှန်ပြောနေကြတာကိုဘေးကနေနားထောင်မိ နေတဲ့ကျွန်တော်အတွက်တော့ညဘက်ဆိုရင်တော့ခြေဆက်မအိပ်ရဲလောက်တဲ့အထိအတွေးများစေခဲ့တယ်ပရာလောကဖြစ်ရမှန်ဇလန်းတပုတ်ကိုဖတ်လိုက်ရတယ်လို့ပဲကျွန်တော်တို့တော့ကာယကံရှင်ဦးလေးတွေနေခဲ့တဲ့အဲ့ဒီတဲထဲမှာကိုဝင်အိတ်နေမိတယ်လို့ခန်းစားရတဲ့ဇက်ကောင်အဖြစ်မကြမကြအိမ်မဆိုးတွေမနေမှာကိုပဲစိုးရိမ်မိတာကတော့အမှန်ပါပဲတကယ်လို့အဲ့လိုမျိုးကြုံလာခဲ့ရင်တော့ ။ဦးလေးတိုးမောင်လိုတရဏဂုံကိုတော့မမေ့လျော့အောင်အာဂုံဆောင်ထားနိုင်မှတော်ကြမယ်ဆိုတာကတော့အသေးချပါပဲ။ဇလန်းလေးကဒီမာရင်ပြီးဆုံးသွားပါပြီရှင်။ဇလန်းလေးကိုရေးသားပေးတဲ့မိုးရင်သားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်။